ယူကရိန်းကိုတူမာဟော့တွေလုံးဝမပေးဖို့ရုရှားကအမေရိကန်ကိုနောက်ဆုံးအနေနဲ့တတိပေးလိုက်ပါတယ်။အကျိုးဆက်ကလုံးဝမကောင်းမှာမဟုတ်ဘူးလို့ရုရှားကပြောပါတယ်။တူမာဟော့တွေဒါအမှန်တကယ်ထောက်ပံ့ဖို့တမရထရန်က ဆုံးဖြတ်ခဲ့ရင်ဒီအတွက်အကျိုးဆက်ကကောင်းမှာမဟုတ်ဘူးလို့ရုရှားဘက်ကတတိပေးခဲ့ပါတယ်။ဂျီလန်စကီးကတူမာဟော့တွေပေးဖို့တတင်းတွင်တောင်းနေပြီးမှတမရထရန်ကတော့အခုချိန်မှာအီဂျစ်မှာဆွေးနွေးပွဲတွေလုပ်နေပြီးတူမာဟော့ကိစ္စကတော့သူ့အနေနဲ့စဉ်းစားနေတော့မှရှိတယ်လို့ပြောပါတယ်။ ရုရှားသမ္မတဟောင်းလည်းဖြစ်ရုရှားလုံခြုံရေးကောင်စီဒုတိယအကြီးအကဲတောင်းယူထားသူလည်းဖြစ်တဲ့ဒီမိုထရီမပီတက်ကအမေရိကန်သားတိုမာဟော့ခရစ်တုံးကြီးတွေကိုယူကရိန်းစီလက်လွတ်စပယ်ပေးမယ်ဆိုရင်တော့အားလုံးအတွက်အထူးသဖြင့် trend အတွက်တော့စိုးရွားတဲ့အကျိုးဆက်ပဲဖြစ်မယ်လို့ဆိုပါတယ်ရုရှားသမ္မတပူတင်ရဲ့အနီးကပ်ဆုံးလက်ရုံးဖြစ်တဲ့မက်ဗီဒက်ဟာအင်္ဂလိပ်ကထရန့်ကိုမကြာခဏဝေဖန်ခဲ့ပါတယ်။ထရန့်ကဒီစစ်ပွဲသာရက်တက်မှုဆန္ဒမရှိဘူးဆိုရင်သူ့အနေနဲ့ယူကရိန်းစီတာဝန်ပြတိုမာဟော့တွေ ောက်ပံ့ပေးတာမျိုးလေးနဲ့စဉ်းစားလိုက်မယ်လို့အစ်ဇိုးကမတော်ခင် ပြောခဲ့ပါတယ်။တိုမာဟော့တွေဟာမိုင်ပေါင်း1950ကျော်လောက်ထိပြန်တန်းနိုင်ပြီးယူကရိန်းကသူ့နိုင်ငံထဲကနေမော်စကိုကိုလှမ်းပစ်နေုံပါပဲ။တိုမာဟော့တွေကိုပြစ်လွတ်လိုက်ပြီးဆိုတာနဲ့တက်စင်နာနဲ့ထေဘူးကသမယိုးကြလားနျူကလ িয়ার လားဒါကိုခွဲခြားနိုင်မှုကမဖြစ်နိုင်တော့ဘူးလို့မက်ဗီတက်ကဆိုပါလေ။ဒီတော့ယူကရိန်းကတိုမာဟော့တွေစပစ်ပြီးဆိုရင်ရုရှားအနေနဲ့ဘယ်လိုစဉ်းစားပြီး တုံ့ပြန်တင်တယ်လို့သူကမေးခွန်းထုတ်ပါတယ်။ထရဟာအရင်ကလည်းရုရှားကိုယူကလီးယားရင်ကုန်သင်္ဘောတွေဆေလွတ်တယ်ဆိုတာမျိုးချင်းလား၆လောက်တော့ဖုံးပါတယ်။ခုချိန်မှာလည်းအဲ့ဒီလိုတကယ်မဟုတ်ပဲချင်းချမှုတက်တက်ဖြစ်ဖို့မျှော်နေကြအောင်အဲ့ဒီစာတမဟုတ်တွေယူကရိန်းတွေတကယ်ပို့မယ်ဆိုရင်တော့အားလုံးအတွက်အထူးသဖြင့်ထရန်အတွက်အကျိုးဆက်ကကောင်းမှာမဟုတ်လို့မပြတဲ့ကဆိုပါတယ်။ခါကတွန်မာဟော့ရဲ့စွမ်းဆောင်ရည်တွေကိုချီးကျူးထားပါတယ်ရုရှားအနေနဲ့အဲ့ဒီဆက်လက်နေတဲ့သူတို့စီပြန်တမ်းရောက်ရှိလာမှာကိုလိုလားမှမဟုတ်ဘူးလို့တတိပေးထားပါတယ် လက်တော့မှာယူကရိန်းသမ္မတဇီလန်စကီကသူဟာတွန်မာဟော့တွေပါဝင်တာဝန်ပြုစစ်လက်နက်တွေအမေရိကန်စီကအကူအညီရနိုင်ရေးအတွက်ထရန့်နဲ့တွဲဆုံဆွေးနွေးဖို့အတွက်စီစဉ်နေတယ်လို့ဆိုပါတယ်ဇီလန်စကီကထရန့်အနေနဲ့အခုအချိန်မှာအရှိအလက်ပိုင်းငင်းချင်းရေးကိစ္စတွေနဲ့ပတ်သက်ပြီးမအားမလတ်ဖြစ်နေတာကိုမိမိတို့အနေနဲ့နားလည်ကြောင်းပြောပါတယ်ဒါပေမဲ့ယူကရိန်းရုရှားစစ်ပွဲကိစ္စနဲ့ပတ်သက်ပြီးထရန့်အနေနဲ့မမေ့သွားဖို့လဲမျှော်လင့်နေဆိုပြီးဇီလန်စကီကပြောပါတယ် ဇလန်စကီနဲ့ထရန့်တို့ဟာတပတ်ကိုနှစ်ခါလောက်ဖုန်းဆက်ပြီးတော့ဆက်သွယ်ပြောဆိုနေတာပဲဖြစ်ပါတယ်။ဇလန်စကီနဲ့ထရန့်တို့ကြားထဲမှာဆက်သွယ်ရေးကပုံမူပြီးတော့နှက်ဆိုင်လာပြီးရုရှားကတော့ဒါကိုလိုလားဟန်မပြပါဘူး။ဒါကြောင့်လို့ထရန့်အနေနဲ့ဇလန်စကီကိုဒါဆက်ဆံရေးတိုးမြှင့်တဲ့အနေနဲ့အဲ့ဒုံကြီးတွေထောက်ပံ့လိုက်ပြီးဆိုရင်ရုရှားနဲ့ယူအမေရိကန်ကြားထဲကဆက်ဆံရေးဟာအလက်ကားဖြစ်သွားပြီးဆိုပြီးတော့သမရပူတင်ကအစပြောထားပါလိမ့်။